ပုံပြင်ကြိုက်သူနင်းနဲ့ငါဆွေမျိုးတွေမရှိတဲ့နေရာမှာသွားနေကြမယ်လေသူစကားကိုမှင်သက်ရသူကကျမဖြစ်သည် သူကတော့စိတ်အားထက်သန်စွာပင်နင့်အိမ်ကလည်းမသိဘူးဟာငါအမျိုးတွေလည်းမသိတဲ့တောတနေရာမှာသွားနေမယ်လေငါချန်ဆချန်တယ်နင့်ကငါလွတ်ကျွေးမှာပေါ့ငါပတ်စံရှာမယ်နင်ကသမီးချင်းချက်အဝိရှော်ပတ်စံစုနင်လိုချင်တာမှန်သမျှရအောင်ရှာပေးမယ် ြံအယုံများဖြင့်ပင်စိတ်အယုံတွင်ရုပ်လုံးပေါ်အောင်ဖော်နိုင်သောခံစားချက်လွန်သည့်ကျမကလည်းသူစကားများကြားယုံများဖြင့်ကျမ၏ဆောင်းရှောင်းမှုလျက်စင်မီအစာအသနေထိုင်မှုစင်တန်ဘာဆိုဘာမျှမရှိသောတဲအိမ်လေးတစ်လုံးကိုမျက်စိတည်းကွင်းကွင်းကွက်ကွက်မြင်လေ၏။နေလောင်၍အလုပ်ပင်ပန်းနေသောသူမျက်နှာ ကျမတို့နေအိမ်လေးပဲရှိပတ်ဝန်းကျင်မှာအတိနိုင်ပါသောအခြေခံလူဒန်းစားများနေပန်းကြိုက်တာလားချက်တချံဝယ်ပြီးငါပန်းဆိုင်ပြီးမှာပေါ့ငါနဲ့နေနေဆရာမမလုပ်ရအောင်နော်ငါစကားနားထောင်ရမယ်နေရဲ့ဘွဲတွေဂုံတွေအကုန်ထားခဲ့ရမယ်လုံးဝထုတ်မတုံရဘူးဘလို့လဲငါနဲ့နေမလားကျမဒီဘွဲတွေရအောင်ပင်ပန်းတကြီးအပတ်တကုတ်အားထုတ်ခဲ့ရသောနှစ်ကာလများ ကျမ၏ပညာရေးအတွက်အရာရာအနစ်နာခံဆင်းရဲခံထောက်ပံ့ပေးခဲ့သောကျမမိဘများနှင့်အမများ၏မျက်နှာများရင်ထဲမှလေးလံမှုနှင့်အတူတိတ်ဆိတ်နေခဲ့ပြီးတော့သူအားလျှော့စကားဆိုသည်။ငါသိပါတယ်ဟာ။ငါဖြစ်ချင်တဲ့အတိုင်းဘယ်သူမှမနေနိုင်ပါဘူး။အဲဒါကြောင့်လည်းငါဖြစ်ချင်အောင်ငါစိတ်ထဲမှာပဲထားတာ။ဘယ်မိန်းကလေးကိုမှလည်းမပြောခဲ့ဘူး။ကျမသည်အံ့ဩမှင်သက်နေသည်ကြားမှဝမ်းပန်တနေကြီးဖြစ်သွားလေသည် ူသည်အသက်16နှစ်အရွယ်ခြားထိတ်တူမှုလက်တွေ့နှင့်ကင်းကွာကစိတ်ကူးယဉ်နေခြင်းသာဟုကျွန်မလက်ခံခဲ့သည်။ဒါဆိုကျွန်မကရောကျွန်မကစိတ်ကူးယဉ်သမားတူနေဖြင့်မွေးဖွားလာပြီး အသက်အရွယ်ရလက်တွေ့ဆန်သူဖြစ်ဖို့အားထုတ်ကြိုးပမ်းခဲ့သူသာသူသည်ဦးလေးအတော်တို့၏အသေးစိတ်ဆောင်ရှောက်မှုအတွင်နေထိုင်သူ၎င်းတို့၏လွှမ်းမိုးမှုကိုလည်းခံရပေလိမ့်မည်။လူငယ်ဆိုတော့လေချုပ်ချယ်သည်ဟုခံစားမိပေလိမ့်မည်။ ဒါကြောင့်လည်းသူ့ဆွေမျိုးတွေမရှိတော့မတိတော့နေရာကိုတောင်းတခဲ့ခြင်းဖြစ်သည်။သူ့အိမ်မက်တွင်တဏီသူ့ပုံပြင်တွင် သူသာခေါင်းဆောင်ဖြစ်သည်။မိတို့ဆိုစီသူပြောခဲ့သောပုံပြင်သည်ကျမစိတ်ထဲဆွဲနေ၏။ယောက်ျားတယောက်၏အိမ်မြစိတ်ကူးရင်တော့အချက်စကားကိုတသက်နှင့်တကူမရရှိခဲ့ဘူးရာကြောင့်လည်းဖြစ်လိမ့်မည်။ထိုညက သူတင်ပြသောအနာဂတ်ကိုတစ်ချက်လေးမျှကောင်းမငြိမ်ဖြစ်ခဲ့ထို့ကြောင့်လဲဂုံပကဒနာအရေးကိုအလုံးကိုချွတ်ချ၍သူခေါ်သောတောရွာလေးသို့လိုက်ပါနေထိုင်လိုသောစိတ်ဆန္ဒကျမတွင်ရှိနေကြောင်းသူမသိခဲ့ရယခုတော့သူ ကျမအနာမရှိပြီ။ ထိုစင်ကားသူစကားတို့သည်သူစိတ်စံတာအမှန်ဖြစ်နိုင်ပါသည်တို့ဒီမဟုတ်ကျမစိတ်ကိုချွေရန်တက်တက်သုံးခဲ့သောစကားများလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်ယခုသူ့ပုံပြင်ကိုကျမတစိမ့်စိမ့်တွင်းနေခြင်းတွင်ကျမမဟုတ်သောမိန်းကလေးတူအားထိုပုံပြင်မျိုးတစ်ပုတ်ပြောကောင်းပြောနေပါလိမ့်မည်ဒါပဲဖြစ်ဖြစ်ကျမကတော့တိုက်ဆိုင်မှုရှိတိုင်းတတိယနေလေဤဥပမာ နှစ်ဖက်ဆွေမျိုးများကိုစွန့်ခွာ၍လူသူဝေးရာတောင်တန်းပေါ်လိုင်ကူရဲ၌သက်ဆုံးတိုင်အတူနေကြပါသည်ဆိုသည်အမျိုးသမီးကအသက်၁၀နှစ်ကြီးသောတရုတ်နိုင်ငံရှိအဖိုးအဖွားဆုံးတွဲအကြောင်းမနေ့က Facebook စာမျက်နှာတွင်မြင်လိုက်ရသည့်အခိုက်မျိုးပုံပြင်ဆန်လိုက်တာဟုမှတ်ချက်ချမိပြီး ကျမရဲ့၌လှုပ်လှုပ်ခက်ခက်ထိထိခိုက်ခိုက်ဖြစ်ရသည့်အမှန်တည်င်းမှန်ဟုတ်တော်ရှိမဟုတ်တော်ရှိ ထိုဖိုးနှင့်ဘွားကအသက်ကွာခြားမှုနှင့်လူပြိုနှင့်မုတ်ဆိုးမှဟုသောကွာခြားချက်နှစ်ခုသာရှိသည် နေထိုင်မှုစရိုက်မကွာခြားတရွာတဲသားခြင်းများသူနှင့်ချမကမူလူပြိုနှင့်အပြိုဟုသောတူညီမှုလေးတစ်ခုမှလွဲ၍အဆန်းဆန်းအရာရာတွေကွာခြားလွန်းလှသည်ကျမသည် ပုံပြင်တွေတည်းကသူရဲ့ကောင်းတူတော်မဟုတ်ခဲ့ချေ ထိုစကားတို့ကိုသူပြောအပြီးနောက်တစ်နေ့နဲ့နဲ့တွင်ကျမသချင်းတပုတ်ဆိုပြီးသူ့ထံအတန်ဖိုင်ပို့ပေးဖြစ်ခဲ့သည်ကျမဆိုပြခဲ့တော်သချင်းကပင်လယ်ပြပြတောင်တန်းလေးဖြတ်တန်းစီစင်းတဲ့ဟိုဝေကမြင့်ငယ်ရောင်စုံချဲတဲ့တောပန်းများရှိတယ်ရင်ခုန်စရာကောင်းတဲ့ကြီးလက်မြေထိုဆောင်သားများပါဝင်သည့်ဇော်ပိုင်ဤသချင်းတပုတ်ဖြစ်လေသည်သို့သောအထံသွင်းချိန်တွင် လိုင်းမကောင်း၍လာမသည့် တကြစ်ကြစ်နဲ့ဘာမှမကြားရကြောင်းသူပြောခဲ့သည်မိတို့ပင်ဖြစ်စီချစ်သူပြောသော ပုံပြင်တစ်ပုဒ်ကကျမစိတ်တည်းဘယ်အချိန်ထိဆွေးမြဲနေအောင်မည်မသိကျမသည် ပုံပြင်ကြိုက်သူတဦးဖြစ်လေသည်စေမြမြစဉ် September 1 2021ဖတ်ရှုတင်ဆက်သူစိတ်မမြစင်ကုချီမင်းတို့ဤချင်းပြေနာစင်မှုကြား Essence Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်ပင်လေပြပြတောင်းတလေး ချက်တန်းစီစင်းတဲ့ဟိုးဝေးကမြင်ငယ်ရောင်ဆုံချဲတဲ့တော်ပန်းများရှိမယ်ရင်ခုန်စရာကောင်းနေကြည်လက်မြည်ဆူညံတန်း dream ရှိဘူးပေါ့ငြင်းချမ်းမှုတွေကုန်လုံးရရှိမယ်သူဟီတန်းတွေဟိုးဝေးကကြတယ်ရောင်ဆုံလူများနဲ့กินဝေးတယ် 谁个人都爱听的歌，谁个人表喜爱的歌，没理你，也没得事给你认真无奈去想难做的。